တော့ကျွန်တော်ရဲ့ play off တက်သွားမယ့်အသင်း၄သင်းကတော့ Falcon ရဲ့ Mythic C ရဲ့မြန်မာပွဲစဉ်တွေဘယ်နေစမလဲလို့မေးနေတဲ့ညီကိုတွေအတွက်မေလ31ရက်နေ့ဆိုလို့ရှိရင် Mobile Legends Super League ရဲ့ Play in Stage ပွဲစဉ်တွေကပြန်လည်ဆက်တင်ပြီးပဲဖြစ်ပါတယ်။ဘယ်သင်းတွေက Play Off တက်သွားနိုင်မလဲဆိုတာကျွန်တော်ဒီ video မှာ prediction လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ညီကိုတို့ရဲ့ comment ချက်တွေကိုလည်းအောက်က comment မှာရေးပေးသွားလို့ရပါတယ်။ video လေးကိုအဆုံးထိတိရှိပေးကြပါအောင်။ bracket တွေကတော့ဒီအပေါ်မှာပြထားတဲ့အတိုင်းပဲပေါ့ဗျာ။နော်။ အပေါ်မှာအပေါ်အောင်နဲ့နှစ်ခုရှိမယ်အဲ့တော့ Mythic C နဲ့ YG နဲ့ကတော့ Playoff Stage ကိုရောက်ရှိသွားပြီလို့ပြောလို့ရမယ်ပေါ့နော်အဲ့တော့နောက်နှစ်သင်းကလည်းနှစ်သင်းဖြစ်မလဲပထမဦးဆုံးကျွန်တော်အနေနဲ့အပေါ်ပိုင်းကအသင်းကိုပြောကြတာပေါ့ဗျာ Black Thorn နဲ့ Faker အဲ့တော့ Black Thorn ကြောင့်အရင်ပြောမယ်ဆိုရင် Black Thorn က season အစပွဲစဉ်တွေတုန်းကတော်တော်လေးဆိုးဝါးတယ်တွေမှာပါတယ်ပေါ့နော်ရလက်ပိုင်းဆိုင်ရာအရာကျွန်တော်တော့အားမရဘူးဒါပေမဲ့အဲသူတို့ရဲ့ player ဖြည့်တင်းမှုအပိုင်းနေပေါ့နော်ရိုးရိုးတို့ဘာလို့ရောက်လာတဲ့ချိန်တွေမှာပို့ပြီးတော့အားကောင်းလာတယ်အခုပြင်ကျွန်တော်ဒီ Mitchu ကိုပိုင်းနေအရင်လိုမျိုး Juno ကိုအထောင်စော်ပြီးတော့သူတို့တွားနေတဲ့ပုံစံမျိုးမဟုတ်ဘူးဗျ ရာရမီဂျူကိုလှုပ်လှုပ်လာတဲ့ချိန်ဒီမှာသူတို့ရဲ့ team form ကပို့ပြီးတော့ကောင်းလာတယ်ဒီအချက်ကပဲ Falcon eSport အများကြီးပို့ပြီးတော့ကျွန်တော်ဒုက္ခပေးနိုင်မှာဗျာ regular season အရ Falcon eSport အနေနဲ့အတင်းရဲ့သွားနေတဲ့ပုံစံအရင်ကြီး solid မဖြစ်ဘူးဗျာအရှိရာကျွန်တော်တို့ဒီ qualifier တွေပေါ့နော်သူဆော့ခဲ့တဲ့ပြိုင်ပွဲတွေအရ comparison လုပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီနေ့ Falcon eSport ရဲ့ playing style ပို့ပြီးတော့အားမရဘူးဗျာအဲဒါပေမဲ့ကျွန်တော်နောက်တစ်ဆင့်ကိုတော့ Falcon တက်သွားဖို့များတယ်ဘတ်ဆော့3 series ဆိုတော့အမ် 2-1เนี่ยကျွန်တော် fan ကိုတတ်သွားမယ်လို့အဲကျွန်တော်နေနေခံမှန်းကျင်ပါတယ်အပေါ်မှာနောက်သတင်းစောင့်နေတယ်အဲ့ဒါတော့ EN eSport ဖြစ်တယ်ပေါ့နော်တွေ့ကြတဲ့အတိုင်းပဲ regular season ရဲ့ whole နောက်ဆုံးပွဲစဉ်မှာ EN နဲ့ fan ကိုတွေ့တယ် EN ကဒေရှင်းသွားတယ်နော် chip drop နဲ့ထုတ်လာတဲ့အရာတကူကအဆင်မပြေသွားဘူး chip က EN ဆော့ခဲ့တဲ့အရာလည်းပါတယ်ပေါ့ဗျာအဲ့တော့ EN eSport ကြောင့်ယင်ပြောကြတာပေါ့ EN eSport ကသူတို့ရဲ့ဒီ player တွေပေါ့နော် regular season မစခင်မှာလီနာတို့ရင်းတို့ထွက်သွားတဲ့အချိန်မှာအသင်းကဦးမန်ဂျီနီတို့ maxi တို့နဲ့ပြန်လာတယ်ကျွန်တော်အရှိမပြောသူပဲ EN eSport ကသွားနေတဲ့လမ်းကြောင်းကနေပြီးတော့ခြေ တလန်းမဟုတ်နှစ်လန်းလောက်အနောက်ကိုနောက်ပြန်ရောက်သွားတယ်ဒါမက်ဆီတို့ပါလို့ဆိုလို့ရှင်တော်တော်လေးငယ်သေးတယ်ပေါ့နော်တွေ့ကြုံဘိုင်းဆိုင်ရာရလေကျွန်တော်တို့ဒါနုနယ်သေးတဲ့အချိန်ဒီမှာဒါ MSR regular season ပြီးဆိုတော့အချိန်တစ်ခုတော့ကျွန်တော်အနေငယ်ထပ်ပေးရမယ်လို့တော့မျှော်လင့်တာပဲနောက်ဆုံးတော့သူတို့ဆော်သွားတဲ့ပွဲစဉ်ရဆိုလို့ရှင်သူတို့စီမှာ player 9ယောက်ကြားထဲမှာရှိနေ connection တွေကတော်တော်ကြီးကောင်းနေပြီလို့ကျွန်တော်တော့ထင်တယ်ပေါ့နော်အဲ Naruki ကိုသူတို့ခေါ်လိုက်တဲ့အချိန်ဒီမှာလေပေါ့စားရဲ့ lesson ဘိုင်းဆိုင်ရာအများကြီးပို့ပြီးတော့တိုးတက်လာတယ်ဗျ Naruki ကအရင်ကတည်းကကျွန်တော်တကယ်ကောင်းတဲ့ player တယောက်ဖြစ်နေပေါ့နော် Fanny ဘိုင်းဆိုတာဆိုလို့ရှင် င်လည်းကောင်းတယ်ဗျာကစားသမားအသစ်တစ်ယောက်ကအသင်းအသင်းကိုရောက်လာပြီဆိုလို့ရှိရင်ဂျန်နဲ့ပလေးယာရင်းနဲ့အသားကျဖို့ကတော်တော်ကြီးခက်ခဲတယ်ဗျာအဲဒီချိန်ဒီမှာပေါ့ဆာကအရင်ကတည်းကအသားကျပြီးသားဖြစ်တယ်ဆိုတော့သူ့ရဲ့ performance ကပိုပြီးတော့ထွက်လာတယ်ပြီးတော့နောက်တစ်ခုဒီ update အပြောင်းလဲတွေမှာဘာရှာအင်ဂျလာတွဲလုံးနေလို့ Fedrin Media တွဲလုံးနေလို့ပူပြီးတော့ဆော့လာကြတယ်ဗျာဒီဟာကပေါ့ဆာအတွက်ပိုပြီးတော့အသားချက်တွေဖြစ်နေမယ်ပြီးတော့ကျွန်တော် Lucas ဆော့ရဲ့အပိုင်းနေပါဗျာဒီချက်တွေက Fagon eSport အတွက်ပိုပြီးတော့ဒုက္ခရောက်နိုင်လိမ့်မယ်ကျွန်တော်ရဲ့ opinion နှစ်ခုပဲရှိတယ်ဂျားထဲမှာသူတို့အချိန်ရတယ် Fagon ကကစားသမား match တွေက Fagon eSport အများကြီးပိုပြီးတော့အသားမ မှုရှိတယ်။ဒါကတော့လုံးဝလက်ခံရမယ့်အနေအထားတစ်ခု။အပလီယာ connection အပိုင်းအားအစပေါ့နော်။အဲကျွန်တော်တို့ဒါဖဲကောင်ကပို့ပြီးအများကြီးပို့ပြီးအားတာတယ်။ဒါပေမဲ့ regular season တုန်းကလိုမျိုးအဲသူတို့ရဲ့ပုံစံတွေပေါ်စနေရဆိုတာတည်းသူတို့ကရုန်းကန်နေရလို့ကျွန်တော်တို့မြင်နေပေါ့နော်။အဲ့ဒီချိန်တုန်းကသူတို့အိုက်ကွက်လက်တွေကိုရအောင်ဖြည့်တယ်။အဲဒါပေမဲ့သူတို့အနေနဲ့ဒီပုံစံအတိုင်းပဲဆက်သွားနိုင်မယ်ဆိုလို့ရှိရင်တော့ AI eSport regular season တုန်းကအတိုင်းရှုံးနေသွားလိမ့်မယ်ပေါ့ဗျာ။အဲဒါမှမဟုတ်ဘူးသူတို့ဒီကြားထဲမှာအပြောင်းလဲအများကြီးလုပ်ထားတယ်။ဒီအတွက်ဒီဒီချာလေးသာပြင်ဆင်လာခဲ့မယ်ဆိုလို့ရှိရင်တော့ဖဲကောင်အတွက်ဒီပွဲစဉ်ကသူတို့ခံမှန်းထားသလိုမျိုးပဲ။ဒါနောက်ဆုံးတက်တော့ ွားဖို့တော့များတယ်ပေါ့နော်ကျွန်တော်ရဲ့ခံမှန်းချက်ကတော့ Falcon နေနဲ့ Best of 5 series ဆိုတော့3 2နဲ့နိုင်ပြီးတော့ကျွန်တော်နောက်တစ်ဆင့်တက်သွားမယ်လို့ကျွန်တော်နေခံမှန်းချက်ပါတယ် အပေါ်မှာတော့မေသစီနဲ့ဖဲကွန်များထပ်ပြီးတော့တွေ့ပြီးဒီယာဒီမှာအားရဆုံးအတင်းကိုပြောပါဆိုလို့ရှိရင်မေသစီလိုပဲပြောခြင်းနေပေါ့လားဘိုရဲရဲ့အဓိက initiative နေဘိုရဲ့ micro ray macro ray ဆက်ပြီးတော့ကျွန်တော်မြင်ခြင်းသေးတယ်ဗျာဒီဖဲကွန်ကတက်လာခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ best of 5 series prediction မှာတော့ကျွန်တော်မေသစီကို3-1နဲ့နိုင်ပြီးတော့ကျွန်တော် upper bracket ကိုရောက်သွားမယ်လို့ဒါအပေါ်ပိုင်း bracket အချင်းကိုတော့ကျွန်တော် comment ခြင်းပါတယ် အဲ့တော့အောက်ဘက်မှာရှိရဲ bracket ကဘိုင်းဂျီနေနဲ့နောက်တစ်ဆင့်ကိုတက်သွားပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ပထမဆုံးပွဲစဉ်အနေနဲ့က team 7နဲ့ paladins regular season အတွေ့အဆုံမူအရဆိုရင်တော့ကျွန်တော် team 7က2-1နဲ့နိုင်ထားတယ်ဒီနှစ်သင်းမှာအကွဲပြားတဲ့အချက်ဆိုလို့ရှိရင်တော့ညပြရှိခြင်းမရှိခြင်းကဒီအချိန်မှာစကားပြောမယ်လို့ထင်တယ်ပေါ့နော် paladins ကညပြတာရှိလာမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီထက်ပိုပြီးတော့မျှော်လင့်လို့ရတဲ့အသင်းသင်းလို့ကျွန်တော်ပြောချင်တယ်ဒါပေမဲ့ team 7ရဲ့တိုးတက်လာတဲ့ဘိုင်းတွေကလည်းဒါတို့ရဲ့ညပြကြောင့်မို့လဲကျွန်တော်အနေနဲ့အထင်တယ်ပေါ့နော်တဖြည်းဖြည်းနဲ့ team 7ကသူတိတ်တူတိတ်လေးပိုကောင်းလာတယ်ဗျပွဲစဉ်အတွက် best of 3 series မှာတော့ထုံးစံနိုင်မယ် team 7ပါ လာဒင်းစ်ကို2-1နဲ့နိုင်သွားမယ်လို့ကျွန်တော်အနေနဲ့ခန့်မှန်းကျင်ပါတယ်အဲ့တော့အပေါ်မှာတော့ကျွန်တော်ဇီနိုအနေနဲ့ပြန်ပြီးတော့စောင့်နေရပါတော့ဇီနိုနဲ့ Thing 7တွေ့ကြရပါဗျာဇီနိုအနေနဲ့ Gaudo CC တွဲလုံးနေတို့ဒီ chip draft တွေတို့ဒါသူတို့ရဲ့ powerful ဖြစ်ထွက် draft တွေပေါ့နော်ဒီ draft ရပြီဆိုလို့ရှိရင်သူတို့က အဲဝင်းရိတ်တော်တော်ကြီးမြင့်မားတဲ့လှုပ်အားနှုန်းတွေကိုလှုပ်ဆောင်နိုင်နေပေါ့နော်အတင်းကြီးတော်တော်များများအောင်မှာတို့ကအခြေဖြတ်ပြနိုင်နေအဲတို့သွားနေတဲ့ပုံစံလေးကတော်တော်ကြီးဝဲ organize ဖြစ်တယ်ဗျာလွန်ဆန်းမိုင်းဆိုင်ရာအရာ team 7ထက် Zino ကအများကြီးပိုပြီးတော့အားကောင်းနေပေါ့နော်အဲတော့ Best of 5 series ဆိုတော့ကျွန်တော်ရဲ့ prediction ကတော့ Zino 3-1နဲ့နိုင်ပြီးတော့နောက်လေးစီအောင်တက်သွားမယ်လို့ကျွန်တော်အနေနဲ့ခန့်မှန်းချင်ပါတယ်အောက်က bracket တွေကတော့ဒီ data challenge တွေရဆိုလို့ရှိရင်အတင်း matchup တွေကနည်းနည်းတိတာတယ်လို့ကျွန်တော်အနေနဲ့ခန့်စားရတယ်ပေါ့နော်အဲတော့နောက်ဆုံး YG နဲ့ Zino အနေနဲ့ playoff ကိုတက်သွားမယ်တွေ့ဆုံမှုအရ YG နဲ့ Zino နဲ့တွေ့မယ်ဆိုလို့ရှိရင် ော် micro ဘိုင်းရဆိုရင်ကျွန်တော် YG ကိုပို့ပြီးကြိုက်တယ်ဒါပေမဲ့အတင်းရဲ့ကျွန်တော်ဒီစုဖွဲ့မှုဘိုင်းရဲ့ tin phone ဘိုင်းရဆိုရင်တော့ကျွန်တော်လည်းပို့ပြီးစီနိုသဘောကျတယ်တေချာတော့ YG နေနေလွယ်လွယ်ကူကူကျွန်တော်ဒီပွဲစဉ်ကိုကြော်ဖြတ်လို့ရမှာတော့မဟုတ်ဘူးပေါ့နော် upper bracket ကိုသွားကျင်နေဆိုလို့ရှိရင်တော့ပေါ့တခါလေအနိုင်ယူသွားမှာတော့ဖြစ်မယ်အဲဇီနိုရဲ့သွားနေတဲ့ပုံစံအရကျွန်တော်ရှေ့မှာပြောလို့ဒီနားနေတဲ့ကာလတွေမှာ play in ပွဲစဉ်တွေအတွက်တို့အနေနဲ့တို့ရဲ့ strategy ဘိုင်းတွေတို့ရဲ့ tin phone တွေအပူလန်းအောင်ပူချမ်းအောင်လုပ်နိုင်မယ်ဆိုရင်တော့ YG ကိုအရင်မပြတ်ဘူးလို့တော့ထင်တယ်ပေါ့နော်အဲ့တော့ best of 5 series ဆိုတော့ကျွန်တော်ရဲ့ prediction prediction อ่ะ YG 3-1เนี่ยနိုင်ွားမယ်လို့ကျွန်တော်နေ prediction လုပ်ချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ play off တက်သွားမယ်အသင်း၄သင်းရတော့ Falcon ရဲ့ Mythic C ရဲ့ အပြင် YGA စီနိုရဲ့ဒီလေးသိမ်းပဲဖြစ်ပါတယ်။အဲပွဲစဉ်တွေကတော့အလာမေဂျွန်လာ6ရက်နေနဲ့9ရက်နေမှာ play off အနေနဲ့စုံစားသွားမှာပဲဖြစ်ပါတယ်။အဲ့တော့နိုင်ရရှိရဲ့အသင်းအနေနဲ့ MSL season 1ရဲ့ champion ဖြစ်မဲ့အပြင် EWC World Cup ပေါ့နော်။ EWC Ace MSC World Cup ကိုတော့ရှင်ပြန်ရမှာပဲဖြစ်ပါတယ်။အဲ့တော့ညီကိုရိုးရဲ့ခံမှန်းချက်တွေဘယ်အသင်းလေးသိမ်းက play off stage ကိုရောက်ရှိသွားမလဲဆိုတာအောက်က comment section မှာဝေယောင်းဆွေးနွေးတော့လို့ရပါတယ်။ကျွန်တော်ကတော့ SD4 တွေပဲဖြစ်ပါတယ်။